င်း2000နဲ့မှ25ဖြစ်ပါတယ်ဗျာဒါမနေ့သောပြိခက်ကော်ဖီတစ်ခွက်ကျုပ်တလုံးကော်ဖီကျန်းပေါ့ဗျာနော်ကော်ဖီကျန်းပေါ့ကျမ်းမကြီးရာတယ်လေ40လေးရောက်ပြီဆိုတော့ဟုတ်လိုက်စားလို့လည်းများတော့ကြာနော်အစားလည်းစီကျင်ရတယ်ဗျာနော်စီကျိုဆိုတာကတော့စားစင်ကျင်မှသာလေရဲ့ဘုရောစီကျိုကတော့ဒါ 46 46 48ထားပါ140နဲ့မှ640နဲ့မှအောက်တလောက်ပါပဲရှိပါတော့။တမ်းမကြီးရတာမကောင်းဘူးလားဆိုတော့ကောင်းနေပဲစီကျိုးဆိုတာကတော့ဒါနည်းနည်းထိန်းထိန်းရတာပေါ့နော်ထိန်းရတာပေါ့ပိုးပြီးတက်တက်လည်းမတော့ဒါကြီးလည်းကြမတော့အောင်ပေါ့နော်အလိုလိုတော့အင်္ဂလိပ်ဆေးလည်းတောက်တယ်ဆရာတော်ဦးရတူကိုပေါ်ဆက်ပေးထားတဲ့စီကျိုး ဗမာစီလဲဒါတုံးဆွဲတယ်ပေါ့နော်ဗမာစီကတော့ညာအိတ်ခန်းကြီးဆိုရင်တော့ဗမာစီတောက်တော့တော်ကြီးကောင်းနေပါရဲ့နော်ဒီကတော့မပြောချင်တာလဲဆိုလို့ရှိရင်တစ်လက်40ဆိုပတ်ဝန်းကျင်မှာဦးစင်းတော့ကတော့ဟိုတလောနိုင်ကျင်းနိုင်ကျင်းနိုင်ကျင်းဆိုတဲ့သကလုံးကြီးကြာကြာနေရလို့ပါရဲ့နော်အဲ့ဒီနိုင်ကျင်းတို့88တို့8ခုလို့ဆိုတော့ချိုးတို့ဗျာပါတီကြီးတွေပါတီထောင်းပြီးမှဟုတ်လား ဟိုဟာမဟုတ်ကဟုတ်ကတွေပြောတိုးတက်ရတိုးတက်ကြအောင်မပြောဘဲနဲ့မဟုတ်ကဟုတ်ကတွေရှောက်ပြောနေတဲ့သူတွေအကြောင်းကိုပြောချင်လို့ပါဗျာပြောလားတို့တို့လေတို့တို့ကနိုင်ကျင်းလို့ပြောတို့တို့ကလည်းအမျိုးသားရေးဟောလေအမျိုးသားရေးထင်အားစုဆိုတဲ့နိုင်ငံရေးနိုင်ငံရေးအမျိုးသားရေးနိုင်ငံရေးအမျိုးသားရေးကျင်းသားဆိုပြီးမှတော့ပြောရမယ်ခင်ရောက်နေပါတယ်နော်ဦးဇင်းတို့ကအမျိုးသားရေးကျင်းသားတွေကိုဗျာနော်ကောင်ဆန်းစုကြည်ရဲ့ဒီမိုကရေစီနိုဘယ်ဆုရှင်မမတ်တင်ရွှေရဲ့လက်ထက်မှာဦးဇင်းတို့ဒါမတရားထောက်ချခံရတယ်เนาะ ။ဦးစင်းဆိုလို့ရှိရင်ထောက်ထားလည်းမပြနိုင်ဘူး။ခိုင်လုံမှုလည်းမပြနိုင်ဘူး။တပိတ်ကင်တာလည်းမပါဘူး။တပိတ်ဆိုအပြင်ဘက်မှာပဲဦးစင်းတို့နေခဲ့တယ်။အပြင်ဘက်မှာဆိုတာဦးစင်းတို့အထဲတောင်မှဘူးနော်။အပြင်ဘက်မှာပဲနေခဲ့တယ်။ဒါမှမဟုတ်ဦးစင်းတို့ဒီဆရာတော်ဦးဝိဒတူရဲ့တပည့်ဖြစ်တဲ့အတွက်ကြောင့်အမြင်ကပ်ပုံမှန်နဲ့ဦးစင်းတို့905နဲ့ညီခဲ့တယ်။နေနေခဲ့ရတယ်ပေါ့ဗျာနော်။ဒီမိုကရေစီအစိုးရလက်မှာအာနာရှင်ဆန်ဆန်အာနာရှင်ဆန်နာတော့ခင်ဗျာ စစ်တပ်မှာမဟုတ်ဘူးပြ။ယတားဆိုတဲ့အာဏာရှင်ဆန္ဒဆန္ဒစစ်တပ်ကအာဏာရှင်ဆန္ဒဦးဇင်းတော့လက်ခံပေးလို့ရတယ်။သူကငကိုကလေးကကိုစစ်သားလေး။ယတားဆိုတဲ့အာဏာရှင်ဆန္ဒတော့ဦးဇင်းတော့လက်ခံလို့မရအောင်နော်။အပြောတခြားလို့တခြားကြီးလုပ်သွားတာ။နောက်ဦးဇင်းတို့လည်းထောင်ထဲမှာနေခဲ့ရတယ်။နော်။နေခဲ့ရတယ်။ကိုဝကြည့်ရှိလို့ပဲတွေ့ပါတယ်။ဒါလည်းဝကြည့်ရှိလို့ပဲတွေ့ပါတယ်နော်။ထောင်ထဲမှာနေခဲ့ရတယ်။အဲ့တော့ခုပြောချင်တာကနိုင်ငံရေးနဲ့ပတ်သက်ဘယ်လိုလုပ်ရလဲ။ ခုဗီဒီယိုပို့လိုက်နိုင်တယ်ဟာလော်ဘီတွေဘာဘီတွေမင်းတို့ဘာညာဆိုတော့ဟုတ်လားအဲ့ပြောတဲ့လူရဲ့စိတ်ကဟိုအောက်ထီရောက်နေအောက်ထီရောက်နေအောက်ထီစိတ်တက်ကအောက်ထီရောက်နေဘာဖြစ်လို့ဦးဦးစင်ကိုတလောကလည်းပြောပြီးသူနိုင်ငံရေးနဲ့ပတ်သက်ဘာပြောဆိုအောင်သူတို့ဒီလိုတို့တော့အမတ်တွေအမတ်လောင်းတွေရွေးကြရဲအမတ်လောင်းတွေကိုလာရှိုးมาလဲဒုတိယကြော်စနဒုတိယကြော်มาလာရှိုးมาလဲမဆန္နာပြရွေးချယ်မဲ့တဲ့နေပါဒုတိယလားသောအဲ့ မမဲဆန္ဒနဲ့ရွေးကောက်ပွဲမှာလာရှိုးလဲပါတယ်ပေါ့ဗျာအဲ့လိုပါတဲ့အခါမှာသူသူ့ရဲ့ပါတီကလာရှိုးမှာဝင်ပြိုင်ရမဲ့အတူမရှိဘူးမရှိဘူးမရှိဘူးမဟုတ်ဘူးလူကိုမရှိတာလူကိုမရှိတာအဲ့တော့လူမရှိတော့သူဘာလုပ်တယ်ဆိုတော့ရင်သူ ਨੇ ရင်းနှီးရဲ့ညီအကွက်ရိုက်ရောင်းတဲ့သူ ਨੇ သူ ਨੇ ရင်းနှီးရဲ့ဘော်သူလည်းမြေကွက်ရိုက်ရောင်းတဲ့သူပဲဒီပါအင်းနဲ့နောင်လိုင်းတို့ကြားမှာသူတို့မြေကွက်လေးတွေရိုက်ရောင်းတယ် ်ထင်တယ်လို့လည်းဖြစ်ဘူးတော့မကြပါဘူးဗျာနော်အဲ့တော့သူကအဲ့မှာရင်းကြီးတော့ဖုံးဆက်ထားပေါ့ဗျာကလေးတက23 24ပဲရှိသေးတယ်နိုင်ငံရေးဆိုတာလည်းသူပါမှမတည်နိုင်ငံရေးဆိုတာလည်းပါသူတို့ဒီဝန်ထမ်းမျိုးတွေဝန်ထမ်းတိုင်ဝိုင်းကသေဘေးချောင်းတော့လည်းလာရှိုကလည်းသူတို့ပြေးလွားခဲ့ပြေးလွားပြီးဦးစင်းချောင်းမှာသူတို့၄လ၅လလောက်နေရတယ်တနင်္လာနေ့ပါပြောရတော့နော်ဒုတိယမိလေးအကြောင်းဆရာမဆိုတော့ဥဒင်းကြောင်မှာဇာတင်ခိုင်းနေတယ်တလားအတာဥဒင်းလက်ထိုက်တယ်လားထိုက်တယ်လားဆောက်ရှောက်တယ်ပေါ့ဗျာနော်ထိုက်တယ်လားဆောက်ရှောက်တယ် တာဖြစ်တူပါလဲဒါဘူကြီးပဲတကယ်အနေထိုင်ရောပါရောအကုန်တော်တဲ့တူပါပဲတော်တော်လေးတော်ပါတယ်အဲ့တော့ဥစဉ်ပြောအဲ့လိုတော်တဲ့ဥစဉ်အဲ့ဒီခါမှာတို့ဖုံးလန့်ဆက်တယ်တဲ့ဘာလို့လဲနေတမီကိုတဲ့လာရှိုးကနေငါတို့ပါတီကနေဝေပြန်ခိုင်းပါတဲ့နိုင်ငံရေးသူစုတကယ်ဆို88နိုင်ငံနိုင်ငံရေးနော်နိုင်ငံရေးသားအကျဉ်းဟောင်းပတ်သူပြောတဲ့ကျင်းလောက်ဗောနော်နိုင်ငံရေးသမားကြီးပဲ နိုင်ငံရေးကြောင့်ကာချီမန်းခါဝေမန်းနားမလဲတဲ့လူကိုနိုင်ငံရေးဒါအတုံးချရလို့ခင်ဗျားတို့မထင်ဘူးလားအဲ့ဒါမဲ့အတုံးချရတယ်တော်တော်မဲ့ထိုးကြွယ်လို့ခင်ဗျားမတော့တတ်ဘူးလားအဲ့ဆိုအဲ့လူရဲ့စိတ်ဓာတ်ကဘယ်လိုရောက်နေပြီလဲဟုတ်ပြီသူနိုင်ငံရေးနဲ့စိတ်ဝင်စားတယ်နိုင်ငံရေးရဲ့သူနားလဲတယ်ဒီကာချီမန်းခါဝေမန်းနိုင်ငံရေးမှအကြောင်းသိကြည့်တယ်ဆိုလို့ဝင်ပြန်ရတာအကြောင်းမရှိဘူးလေဗျာဟုတ်ပြီအဲ့လိုဝင်ပြန်ခိုင်းတော့မပြီးပါရလေဘယ်ပြန်ခိုင်းမလဲသမီးဖြစ်သူတွေလည်းကြောက်ဆရာမဝါကြောက်ဆရာမလေအဲ့တော့ဝင်ပြန် ဝင်တယ်မှာတမီးကအစိတ်လက်စိတ်ဝင်တော့ပြန်ခိုင်းလို့မကျဘူးပေါ့ဗျာရှင်လုံးရင်ရှင်ပြောတော့အဲ့မဲ့မိမဖြစ်သူရောရောက်ကြဖြစ်သူရောအဲ့နိုင်မခေါ်တော့မခေါ်တော့မခေါ်နိုင်မပြောနိုင်ဖြစ်သွားပေါ့ဗျာလူကနော်လားအာနာရှင်ဆန္ဒပဲငါပြန်ခဏမပြရင်တွေ့မယ်ဒါမှမဟုတ်ပုံစံဖြစ်သွားတာနော်။ဘာမှပြောလာဖြစ်တာ။နိုင်ငံရှင်တွေကတော့ဥစဉ်ရပြန်တော့မပြောပါနဲ့ပါ။ပြန်တော့မပြောပါဘူးလို့နိုင်ငံလုံးတည်အောင်တော့ပြောရမှာပေါ့။ဒါတော့ဒါမှဒါအောင်တန်းကြတာပဲလို့စိတ်သက်ကနော်လား။ လူတို့ကတော့ပြည်သူနိုင်တော်တော်များများနိုင်ငံရေးသမားအောင်းတွေကနိုင်ငံရေးကျင်းသမားတွေချစ်ပူးတွေတော်တော်များများအပြောကောင်းတယ်အပြောကောင်းတယ်ချစ်ပူးတိုင်းတော့မပြောပါဘူးဗျာနော်တော်တဲ့ချစ်ပူးတွေလည်းရှိပါတယ်ဟုတ်လားဟိုကိုစောပါအထူးလို့ဆိုရင်လည်းဒါလူတို့ချစ်ပူးတွေပဲဟိုအောင်မောင်ပေါင်ဆိုးလို့ဆိုလည်းပင်လန်းမောင်ဆိုးဆိုလည်းဒါချစ်ပူးပဲဟုတ်လားကိုတိုးစောတို့ကတော်တော်များများရှိပါတယ်သူတို့ကြကြပြောတာဟုတ်လားလူတိုင်းတော့ကိုယ်ကမဆိုးလို့ပါဘူးချစ်ပူးတွေလည်းရှိပါတယ်အများကြီးဒါနဲ့ အဲ့ဒီလူရဲ့စိတ်ဓာတ်ကခင်ဗျာသူများလာပြောနေခုညက်ချီကြတော့လူစင်အောင်မလုပ်ဘူးခုညက်ချီကြတော့ငါမှညက်ချီရမကြည့်ဘူးနော်နိုင်ငံရေးဓမ္မဆိုတာကအဲ့တော့ဥစဉ်ပြောချင်တာကနိုင်ငံရေးအဲ့လိုတော်တော်များများလူတွေတော်တော်များများဟာတွေကတိုင်းပြည်ကိုကောင်းကျိုးမကြည့်ဘူးတိုင်းပြည်ကိုတိုးတက်ရတိုးတက်ကြအောင်မကြည့်ဘူးနော်ခင်ဗျာမက်ဆီရောတော့လည်းကြည့်နော်မက်ဆီရောတော့လည်းတူလူတွေကြည့်နော်ဘာတော်လိုင်းညာတော်လိုင်းဆိုပြီးမှလှုပ်တာ သူကတွေးတယ်အော်ဒီလူတွေကအာနာရသွားရင်ဒီလူတွေကရွတ်တော်တဲ့ရောက်တော့တော့ကြောက်เสียကောင်းလာတယ်လို့ပြောရတာဘယ်ဟာဘယ်သူ့အတွက်ဘယ်သူ့အတွက်လို့ဒီလူတွေနဲ့ဟိုဟာတွေနဲ့ဘာမှမထူဘူးလို့ဟုတ်လား PDF တွေပြည်သူအတွက်ပြည်သူအတွက်နောက်ပြည်သူပဲဒုက္ခပြေးရတာပြည်သူပဲဒီနေ့တစ်ချိန်ဒီဒုက္ခပြေးရတာပြည်သူတွေကဘုန်းကြီးတွေကိုပဲဒုက္ခပြေးရတာပဲဘုန်းကြီးဒီနေ့တစ်ချိန်ဒီတို့ကြောင့်ဒါတိုက်ပြီးဒီလိုပြည့်ဖြစ်နေရပဲတိုက်ပြီးဒီလိုပြည့်ဖြစ်နေရပဲနော် တော်လိုင်းရေးပန်းကြီးတော်လိုင်းရေးကဘုသူ့တော်လိုင်းနေဘုသူ့တော်လိုင်းနေဘုသူ့တော်နေခင်ဗျားကဲရွာလေးခင်ဗျားတို့ကသူ့မဲ့ရွာလေးမိကြောင်နဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ခင်ဗျားတို့တက်မတော်လက်ညှိုးအစစ်တက်ကြောက်ဘာကြောင့်အဲ့ရွာလေးမိကြောင်ဘုလုထတာဟမ်အခုခင်ဗျားနောက်ဆုံးပြည်သူတွေတိလာပြီဟုတ်လားဒီရွာကြီးဘုသူပြည်သူတို့ကလည်းဒီရွာကြီးဘုသူလုထသွားလဲသူတို့လာမှသူတို့ဖြစ်သွားဆိုပြည်သူတွေသူတို့ထောက်ခံတဲ့ရွာလေးအခုဘလို့ဖြစ်နေပြီလဲအမှန်တရားကြီးထွက်လာရေဟုတ်လား ့တချို့နိုင်ငံရေးဓမ္မတွေရဲ့စိတ်ဓာတ်ကပြည်သူအတွက်မဟုတ်ဖဲနဲ့တိုင်းပြည်အတွက်မဟုတ်ဖဲနဲ့လူလူစိတ်ဓာတ်တွေအောက်ရောက်ငါလားတရားလုံးမင်းတို့တွေ့မယ်ဆိုအနေဒီဆိုရအမုံတရားအာဂါတာတရားနဲ့အဲ့ဒီလိုတက်မတော်လို့အဲ့လိုအမုံတရားလုံးတယ်ကြောတိုင်းပြည်ဒီလိုဖြစ်နေတာအဲ့လိုအမုံအမောပေါအောင်တက်မတော်တက်မတော်ထိန်းထိန်းကောင်းလိုက်လို့အထိန်းထိန်းတာမကောင်းဘူးဆိုလို့ရှိရင်တိုင်းပြည်ကသွားပြီနော်ပြည်သူများအားလုံးဒါလေးကိုသိစေခြင်းနဲ့အတွက်ကြောင့်ပေါ့ကိုတော်ကနေတာ ယောဂခြင်းဖြစ်ပါတယ်ဗျပေါ့ကိုတော်ရဲ့စကလုံးတိုင်းစကလုံးတိုင်းကိုတေချာစဉ်းစားပါလို့တေချာကိုဟာကိုဆုံးဖြတ်ပါလို့တောချင်ပါတယ်ဗျအားလုံး